စိတ်ဓာတ်တွေနှိမ့်ချနေတဲ့လူလောကကြီးမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင်မအောင်တိဆောက်ပြီးနေရမင်းလို့ပြောတာ။အဲ့တော့စိတ်ဓာတ်ကနှိမ့်ချရတယ်စိတ်ဓာတ်ကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာလဲ။အဲ့ဒါကိုတော့ဦးဇင်းတို့ကကောင်းကောင်းနားလည်ဖို့လိုမယ်နော်။လူလောကမှာနှိမ့်ချတဲ့စိတ်ဓာတ်ဆိုတာလူချင်းရချင်းတဲ့စိတ်တော့ဘာကိုပြောတာ။ မကြည်နိုင်မချမ်းနိုင်စိတ်တိုင်းမကြနိုင်တဲ့စိတ်ဒေါသကိုပြောတာဖြစ်နေတာကတစ်မျိုးဝတ်ထင်နေတာကတစ်မျိုးအမှန်တိမှုမရှိတဲ့မောဟကိုပြောတာစဉ်းစားကြည့်နော်ဒီလောကကြီးမှာဒီနေကြတဲ့စိတ်တွေနဲ့ပဲနေနေကြတာဟုတ်လားလိုချင်တာတော့ပဲသိတဲ့စိတ်နဲ့နေနေကြတာမကြည်နိုင်မချမ်းနိုင်စိတ်နဲ့ပဲနေနေကြတာအမှန်မသိမှုနဲ့ပဲနေနေကြတာဟုတ်တယ်မဟုတ်လားသူများကိုဝေဖန်မကြည့်နဲ့ကိုကိုကိုဝေဖန်ကြည့်ဟုတ်လား ရလိုစိတ်ဖြစ်လိုစိတ်တွေနဲ့အချင်းကုန်းနေတာတခါတလေမုံစိတ်တွေနဲ့အချင်းကုန်းနေတာချိန်နိုင်လိုလိုကတော့မတိစိတ်တွေနဲ့လည်းအချင်းကုန်းနေတာဘာတွေတော့လောဘဒေါသမောဟပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလောဘဒေါသမောဟနဲ့နေတာကိုနှိမ့်ကြတဲ့စိတ်နဲ့နေတယ်လို့ပြောမလားမြင်မာတဲ့စိတ်နဲ့နေတယ်လို့ပြောမလားနှိမ့်ကြတဲ့စိတ်နဲ့နေကြတာနော်လူချင်းစိတ်တွေမုံစိတ်တွေမတိစိတ်တွေနဲ့ပဲနေနေတာအဲ့ဒါအောက်တန်းကြတဲ့စိတ်ပေါ့နော်